ဒီလိုလေးမှာခုလိုမျိုး ProSan နဲ့ 3D Editing ပုံစံမျိုး Align Motion တခုတည်းကိုအသုံးပြုပြီးတော့ဘယ်လိုမျိုး Edit လုပ်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့သွားပြီးတော့လုပ်ကြည့်လိုက်အောင် โอเคပထမဆုံး head move animation ကျွန်တော်တို့ပုံကိုလှောက်အောင်လို့လုပ်မယ်โอเคပထမဆုံး light motion နဲ့ဝင်လိုက်မယ်ပြီးတော့ကျွန်တော်တို့ plus icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော် create ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့ character တခုကိုထည့်ဖို့အပောင်းလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် media တဲ့ကိုဝင်မယ်ပြီးတော့ကျွန်တော်လိုချင်တဲ့ character တခုကို ဂျူလီယာကျန်တဲ့ကော်လိပ်ကြတစ်ခုကိုထည့်လိုက်ပြီးโอเคပြီးတော့ကျွန်တော်တို့ move and transform လေးကိုတစ်ချက်ဝင်လိုက်မယ်ပြီးတော့ကျွန်တော်တို့ out ကလေးကိုနည်းနည်းလေး adjust လုပ်လိုက်မယ်လူကိုโอเคပြီးတော့ကျွန်တော်ဒီမှာ effect ဆိုတာလေးရှိတယ် effect လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့ add effect ကိုနှိပ်ပါပြီးတော့ကျွန်တော်ဒီ search bar လေးမှာ B E N D band လို့ရိုက်ရှာလိုက်ပါပြီးတော့အားလေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ standard setting လေးကိုတစ်ချက်နှိပ်လိုက်ပါ โอเคပြီးွားပြီကျွန်တော်ဒီမှာ sorry ကျွန်တော်ဒီပုံလေးကိုပေါ့နော်ကျွန်တော်နည်းနည်းလေးဆွဲချက်လိုက်မယ်โอเคကျွန်တော်3 minute 3 second လောက်ဒီဆွဲချက်လိုက်โอเคပြီးွားပြီပြီးွားရင်ကျွန်တော်ဒါလေးကိုပြန်ထောင်းမယ် effect ကိုနှိပ်မယ်ခလိုက်ရွေးထားတဲ့ band လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးွားရင်ကျွန်တော်ဒီမှာကြည့်ပါ โอเคตัวอ่ะဒီမှာအပေါင်းဘက်ဆိုရင်သူကဘယ်ဘက်ကိုခေါင်းလေးကဆောင်းရတယ်အနှုတ်ဘက်ဆိုရင်ညာဘက်ကိုဆောင်းတယ်โอเคကြောင့်ဘယ်ဘက်ကလေးစဆောင်းမယ်ဆိုတော့ဘယ်ကြောင့်ဒီမှာအဲ7.2လောက်ကိုထားရမယ်เนาะ7.2လောက်ထားမယ်ပြီးတော့ကြောင့်ဒီမှာ key frame လေးကိုတစ်ချက်နှိပ်လိုက်ပါโอเคပြီးွားရင်တော့ဒီမှာနောက်ဆုံးသွားလိုက်မယ်ဒီမြားလေးကိုနှိပ်လိုက်ရင်သူကနောက်ဆုံးသွားတယ်เนาะโอเคပြီးွားရင်တော့ပထမကဒီ7.2ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်သူနဲ့ဆန်းညင်ဘက် -7.2 โอเคပြန်နှိပ်လိုက်မယ် โอเคပြီးတော့ဒါလေးကိုတစ်ချက်ပြန်ကြည့်လိုက်မယ်โอเคဒီပုံစံလေးဖြစ်သွားပြီအဲ့ဒီမှာကျွန်တော်တို့ကဒါလေးကို graph ထည့်မယ်เนาะ graph တစ်ခုထည့်မယ်ကျွန်တော်ဒီ design တစ်ခုကြားရဲကိုလာမယ်ကျွန်တော် graph play ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီညာဘက်အစွန်းဆုံးကသုံးခုမြောက်ကအလဲရဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့အဲ့ဒီအရှေ့ရလေးပြီးတော့လေးခုမြောက်ကတတိယမြောက်ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ် โอเคပြီးတော့ဒီဒုတိယမြောက်အဝါအောက်ကအဝါလုံးလေးကိုကျွန်တော်လက်ခင်းနဲ့ဖြည့်ပြီးဆွဲလိုက်မယ်။ကျွန်တော်ဒီမှာအခုံးလေးနှစ်ခုံးလောက်ဖြည့်အောင်ဆွဲလိုက်မယ်။အဲ့ဒါဆိုကျွန်တော်တို့ကဟိုသူ့ရဲ့တုံခါမှုကနှစ်ချက်ပေါ့နော်။သူ့ရဲ့တုံခါမှုကနှစ်ချက်ကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်မယ်။ โอเคဒီတိုင်းလေးဖြစ်သွားပြီကျွန်တော်တို့ခေါင်းလှုပ်တဲ့ပုံစံလေးရသွားပြီဒါပေမဲ့ကျွန်တော်တို့ဒီမှာတိထားမှာကဒီမှာခန္ဓာကိုယ်ကြီးပါရွေးနေတယ်ကျွန်တော်တို့အဲ့ဒီ program ကိုဘယ်လိုဖြည့်ရှင်းမလဲဆိုရင်ထုံးစံတိုင်းမှာကျွန်တော်တို့ဒါကိုတစ်ချက်နှိပ်လိုက်မယ် effect ကိုနှိပ်မယ်ပြီးရင် band လေးကိုခွာတယ်မယ်နှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာဒီ timeline လေးကိုအရှိဆုံးဆွဲလိုက်ပြီးရင်ကျွန်တော်ဒီမှာ start ဆိုတာလေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ icon လေးကိုခေါင်းလေးကိုအလဲတော့ရအောင်ထားလိုက်ပါတော့နော်အဲကျွန်တော်ဒီမှာ50လောက်ပေါ့50လောက်ဆိုရင်သူအလဲတော့ရသွားမယ်တင်တယ်โอเค50လောက်အဲ့ဒါလေးကိုတစ်ချက်ပြန် play ကြည့်လိုက်မယ် โอเคဒါဆိုရင်ခေါင်းလေးပဲလောက်တော့ရနော်ဒီတက်ပို့ပြီး smooth ဖြစ်ခြင်းကျောင်း55လောက်ကိုထားလိုက်မယ်နော်55လောက်ထားကြည့်လိုက်မယ် step ကိုကျွန်တော်တို့55โอเคဒီလောက်ဆိုပို့ကောင်းသွားမယ်လို့ထင်တယ်တစ်ချက်ကြည့်လိုက်โอเคဒါဆိုရင်ကျွန်တော်တို့ခေါင်းလေးပဲလောက်တော့တယ် โอเคဒါဆိုရင်ကျော်ဒီ head move animation ပြီးသွားပြီကျော်နောက်ထပ်တစ်ခုထပ်ပြပြမယ်ဒါပေမဲ့ကျော်ဒီ head move animation ကိုနောက်ထပ်တနည်းဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ထပ်ပြီးပြပြမယ်โอเคသုံးတဲ့အတိုင်းပြန်ထွက်လိုက်မယ် black icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ကျော် create ကိုတစ်ချက်နှိပ်လိုက်မယ် sound အတိုင်းပဲကျွန်တော်တို့ဒီ media ထဲရလေပြီးတော့ခုနပုံလေးကိုပဲကျွန်တော်ပြန်ပြီးတော့အလိုက်မယ် adjust လုပ်လိုက်မယ်ဒါလေးကိုတစ်ချက် adjust လုပ်လိုက်မယ်ပြီးရင်ကျော်ဒီ timeline လေးကိုဒီ3 second လောက်ထိကျွန်တော်တို့ဒီ3လောက်ထိဆွဲလိုက်မယ် okay โอเค3လောက်ဆွဲလိုက်ပြီပြီးတော့ထုံးစံနိုင်မယ် color effect ကိုပဲပြန်ထည့်မယ်ကျတို့ BEND band BEND band ဆိုလို့တစ်ချက်နှိပ်လိုက်မယ်โอเค B1 ကျော် standard setting လေးကိုနှိပ်လိုက်မယ်โอเค B1 ကျော်ထုံးစံနိုင်မယ် color ကိုင်းမဲ့နေရာလေးပါကျတို့ဒီမှာ angle တစ်ချက်နှိပ်ကျတို့ဘယ်ဘက်ကိုသူကကိုင်းမှာပါเนาะโอเคကျတို့ဒီမှာ key frame နဲ့သုံးမှာဆိုတော့ကျတို့ဒီမှာ6လောက်ပဲထားလိုက်မယ်เนาะ โอเคပြီးတော့တော့ဒီမှာ key frame လေးတစ်ချက်မှတ်လိုက်ပြီးရင်နည်းနည်းလေးတိုးလိုက်အဲ့ညာရောက်ရင်တော့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင် minus 6ကိုရေးလိုက်โอเคနောက်တစ်ထပ်တစ်ခါထပ်သွားကောင်လေးကို shift နှိပ်လိုက်မယ်နည်းနည်းလေးထပ်ဆွဲလိုက်မယ်ပြီးတော့ရင်တော့ဒီမှာ minus 6ဆိုပြီးတော့ထပ်ထည့်မယ်โอเคဒီမှာဆိုရင်6ပြီးတော့ရင်တော့ဒီမှာ minus 6 okay နောက်ဆုံးမှာကျွန်တော်တို့ကလည်း6 okay ဒါလေးကိုတစ်ချက်ပြန်ပြီးတော့ play ကြည့်လိုက်မယ် โอเคဒီဘွန်လန်နိုင်လေးဖြစ်သွားတယ်ဒါကီးဖက်ရနည်းနည်းလေးကျွန်တော်တို့နှီးသွားတဲ့အတွက်ကြောင့်သူ့ရဲ့လှုပ်ရှားမှုကပိုပြီးတော့မြန်သွားတယ်ဒီမှာ clock time program တခုကကျွန်တော်ခန္ဓာကိုယ်ကြီးပါနေတယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုမျိုး soft flow မလဲဆိုတော့ effect ကိုတစ်ချက်ဝင်ကျွန်တော်ပြင် band ကိုတစ်ချက်နှိပ်ထုံးစံနိုင်မဲ့ timeline ကိုအရှိဆုံးပို့ကျွန်တော်ပြင် start ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီဒါလေးကိုဆွမ်းနာတိုင်းမဲ့50နဲ့ 55လောက်ကိုတစ်ချက်ထားကြည့်လိုက်မယ်နော်54 55လောက်ပြန် play ကြည့်လိုက်မယ်โอเคဒါဆိုရင်ရပြီပဲဖြစ်ပါတယ်ခေါင်းလေးပဲလှုပ်ရတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီကျွန်တော်ဗီဒီယိုတွေမှာလည်းအသုံးများတယ်ဒီ head move animation ဒါဒီ popular ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ပါလဲဆိုတော့ဒီ timeline animation အကြောင်းကိုပြပိုင်းမှာပဲဖြစ်ပါတယ် great နောက်ထပ် video တစ်ခုအကြောင်းဒီ timeline animation ဘယ်လိုလုပ်မလဲဆိုတာကိုပြပိုင်းမှာပဲဖြစ်ပါတယ် okay ပြန်ထွက်လိုက်မယ်ပြီးရင်ထုံးစံတိုင်း black icon လေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော် create ကိုနှိပ်လိုက်ပါပြီးရင် black ကိုနှိပ်လိုက် ပြီးရင် text ကိုတစ်ချက်နှိပ်လိုက်ပါပြီးွားရင်ကျွန်တော်ဒီမှာအဲ2015 နောက်55ပြီးရင်ကျော်ဒီ bad bad ထောင်းသွားလေပြီးတော့ adjust လုပ်တဲ့ဟာလေးကိုနှိပ်လိုက်ပါဒါဆိုအလေကိုရောက်သွားမယ်ပြီးရင်ကျော်ဒီ found ရွေးမယ် okay ကိုကြိုက်တဲ့ found တစ်ခုရွေးလိုက်ပါเนาะကျော်ဒီမှာမြင်တဲ့ဟာလေးပဲရွေးလိုက်မယ်ပြီးရင် color ကိုအနီလေးချိန်လိုက်မယ်ပြီးတော့ကျော်ဒီမှာ color ကိုရင်အောင်လို့အစုံကြီးဆွဲလိုက်မယ်ပြီးရင်ကျော်ဒီမှာဒီကောင်လေးရလေပြီးတော့ကျော်ဒီ size ကိုချိန်မယ်ပေါ့နော် size ကလေးကိုတစ်ချက်ချိန်မယ် okay ပြီးတော့ကျော်ဆက်ပြီးရေးမယ်2015ပြီးတော့2016 2016ပြီးွားရင်ကျော်2019ပြီးွားရင်ကျော်2018ပြီးွားရင်ကျော်2019 2020အခု2025ဒီရေးလိုက်ပါနော်2021ကျော်2022ပြီးွားရင်2023 2024 2025โอเคပြီးွားရင်ကျော်ဒီမှာ အမှန်ချက်ကလေးကိုတခြားချက်လိုက်မှကြာ site ကလေးနည်းနည်းလေးပြန်သေးလိုက်မယ်เนาะနည်းနည်းလေးကြီးနေတော့ Okay ဒီလောက်ဆိုနေတော့ပဲကြာအမှန်ချက်ကလေးကိုချက်လိုက်မယ် Okay ဒါလေးကိုလည်းကျွန်တော်အဲထုံးစံတိုင်းဒီ3 second လောက်ထိကျွန်တော်ဆွဲလိုက်မယ်เนาะ Okay ကြာဒီ3လောက်ရအောင်ဆွဲလိုက်မယ် Okay ဒီကောင်ကြောဒီကောင်လေးကိုတခြားနှိပ်လိုက်မယ်နှိပ်ပြီးွားရင် ကျွန်တော်ဒီဒီ move and transform လေးကိုတခြားဝင်လိုက်ပြီးတော့ကျွန်တော်အပေါ်ဆုံးအဟာလေးကိုကျွန်တော် center ကိုချလိုက်မယ်အလဲ center တက်တက်ကိုချလိုက်မယ် okay လေရောက်သွားပြီပြီးတော့ကျွန်တော်အဲ့မှာ key frame လေးတစ်ခုချမယ် okay ပြီးတော့ကျွန်တော်အစုံသွားလိုက်မယ် okay အောက်ကဟာလေးကိုကျွန်တော် center ကိုပြန်ချမယ် okay ခေဒါဆန်စန္ဒာရောက်ပါပြီ။ပြီးရင်ကျွန်တော်ဒီနှစ်ခုကြားထဲကိုလာမယ်။ crack လေးကိုတစ်ချက်နှိပ်လိုက်မယ်။ပြီးဝင်ကျွန်တော်ဒီမှာဟိုအောက်ဆုံးကအေးစင်အေးစောက်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ Okay ပြီးဝင်ကျွန်တော်ဒါလေးကိုပြန်ပလေးကြည့်မယ်။ Okay ဒီဝန်ဆန္ဒလေးတွားတာဖြစ်ပါတယ်။ Okay ပြီးဝင်ကျွန်တော်ကအဲ့ဒါရပါပြီ။ရပါပြီဆိုရင်ကျွန်တော်ဘာနှိပ်မလဲဆိုရင်ကျွန်တော် plug icon လေးကိုတစ်ချက်နှိပ်လိုက်ပါ။ပြီးဝင်ကျွန်တော်ဒီမှာဒီ shape ကဒီ rectangle shape လေးကိုတစ်ချက်နှိပ်လိုက်ပါ။ပြီးဝင်ကျွန်တော်ဒီမှာ edit shape ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်။ ီကကျွန်တော်ဒီပတ်လေးကိုနည်းနည်းလေးတိုးလိုက်မယ်โอเคနည်းလေးတို့လိုက်မယ်ပြီးွားရင်ကျွန်တော်တို့ဒီကောင်လေးကိုပြန်ထွက်လိုက်ထွက်ပြီး effort ဆိုတာလေးကိုနှိပ် add effort ကိုနှိပ်ပြီးွားရင်ကျွန်တော်တို့ဒီ version blast ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးွားအဲ့ဒါလေးကိုနည်းနည်းလေးမှုံအောင်ကျွန်တော်နှိပ်လိုက်မယ်โอเคနည်းနည်းလေးမှုံအောင်နှိပ်လိုက်မယ်နှိပ်ပြီးွားရဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်တစ်ချက်ပြန်ထွက်လိုက်မယ်โอเคပြန်ထွက်လိုက်ပြီပြန်ထွက်ပြီးွားရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်နှစ်ခုလုံးထွက်လိုက်အဲ့ကောင်လေးကို ခိုးအောင်ဆုံးအနောက်ဆုံးလေယာဉ်လေးကြောင့်နှစ်ခုလုံးကိုကြည့်လိုက်မယ်ဒါလေးကိုဖိထားလိုက်ပါပြီးတော့ဒီဘယ်ဘက်တောင်းဝါဟာလေးကိုဆွဲလိုက်ပါโอเคဒါဆိုင်ကျွန်တော်တပြေးတက်ဖြစ်သွားပြီပြီးတော့ကျွန်တော်အဲကောင်လေးကိုတစ်ချက်ဖိထားဒီကောင်လေးကိုတစ်ချက်ပြီးထားလိုက်အဲလေယာဉ်နှစ်ခုလုံးကိုဖိလိုက်ပြီးတော့ဒီအပေါ်ဆုံးမှာကျွန်တော်ဒီဘယ်ဘက်ကလေးစရင်ဒုတိယမြောက်ဟာလေးအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါโอเคဒါဆိုရင်တော့ကျွန်တော်ရသွားပြီပဲဖြစ်ပါတယ်တစ်ချက် play ကြည့်လိုက်မယ်โอเคဒီပုံစံလေးပါကျွန်တော်ဒီ chain timeline ပုံစံလေးတော့ရပါပြီပြန်ပြီးတော့ play ကြည့်လိုက်မယ်ဟုတ်ကဲ့ဒီပုံစံလေးပါအဲ့ဒီမှာကျွန်တော်တို့ဘာလုပ်လို့ရသေးလဲဆိုရင်ဟုတ်ရပါပြီဒီတိုင်းလေးတော့အဆင်ပြေရတော့လိုချင်တော့ဒီ task ကိုကျွန်တော်ပေါ်လာလို့ share လို့သွားပြီးတော့ထည့်လို့ရတယ်အဲကျွန်တော်တော့ဒီမှာမလုပ်ရတော့ဘူးเนาะโอเคဒါဆိုရင်တော့ကျွန်တော်ဒီ video လေးကဒီလောက်ပါပဲဒီ video လေးကပြီးတော့ဒီ အဲ့ဒါလုံနေတဲ့ညီကိုတွေအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်တယ်ကျွန်တော်ရဲ့နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီ align motion ကိုအသုံးပြုပြီးတော့ကျွန်တော်ဒီ 3D animation တွေ documentary animation တွေကိုကျွန်တော်ဒီ chapter လေးနဲ့ဖွဲ့ပြီးတော့သင်ပြပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လေးနှိပ်ပေးခဲ့ဖို့ကျွန်တော်ကမြစ်သားရပ်ခံနေပါတယ်โอเคနောက်ဗီဒီယိုမှာပြန်လဲဆုံပေးကြ